အမေရိကန်အနေနဲ့အီရန်ပေါ်ချင်းချောက်အကြက်ကင်လို့မရဟုအယာဒိုလာကမ္ပဏီပြောအမေရိကန်အနေနဲ့ချင်းချောက်အကြက်ကင်ရဲ့နီလန်းတွေအသုံးပြုနေသေး၍အောင်မြင်မှုရမှာမဟုတ်ဘူးလို့အီရန်ဘာသာရေးကောင်ဆောင်အယာဒိုလာအလီကမ္ပဏီကမတ်လ22ရက်မှာပြောဆိုခဲ့ပါတယ်အမေရိကန်အပါဝင်အီရန်အပေါ်သံဆုံးတရားစိုးကျိုးတက်ရအောင်လုပ်သူတိုင်းဟာပြင်းထန်တဲ့ဒဏ်ပြန်ထိုးနှက်ချက်တွေနဲ့ရင်ဆိုင်ရမယ်လို့ကမ္ပဏီကဆိုပါတယ် ရှေ့လေပိုင်းဒေတာကတော်လန်ရဲ့အဖွဲတွေဟာအမေရိကန်ပြောနေတယ်လို့အီရန်ရဲ့ဂျာခန်အဖွဲတွေမဟုတ်ပဲသူတို့လိုမျိုးရဲ့အတွက်တော်လန်တိုက်ပွဲဝင်နေသူတွေသာဖြစ်တယ်လို့ခမနီကပြောပါတယ်။ပါလက်စတိုင်းထောက်ခံဆန္ဒပြခဲ့တဲ့ကြောင်းသားတွေကို အမေရိကန်အစိုးရကရန်ပုံငွေဖျက်ဆောက်တယ်ဆိုတဲ့သတင်းတွေကိုကြည်ရင် အမေရိကန်ရဲ့ဒီမိုကရေစီလို့အခွင့်အရေးဆိုတာဘာလဲဆိုတာပြသနေတယ်လို့လည်းအရာဒေါ်လာအလီခမနီကပြောဆိုသွားကြောင်းအီရန်အစိုးရသတင်းတွေမှာဖော်ပြထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်